ားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့ချက်မှပြောတဲ့နေစဉ်တိုးတက်ရန်ပြုလို့ရမယ့်အချက်၃ချက်ကို ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။အလီဘာဘာကိုစတင်တည်ထောင်သူချက်မှဟာဘဝအောင်မြင်မှုအတွက် နေစဉ်မိမိကိုယ်ကိုတိုးတက်အောင်ပြုလုပ်တဲ့အချက်တွေကို မကြာခဏဟောပြောလို့ရှိပါတယ်။သူရဟောပြောချက်တွေနဲ့အင်တာဗျူးတွေထဲကနေကောက်နှုတ်ရရှိထားတဲ့ နေစဉ်တိုးတက်ရန်မရှိမဖြစ်လိုအပ်တဲ့အထူးအချက်၃ချက်ကိုတင်ဆက်ပြပြလိုက်ပါရစေ။နံပါတ်၁အကောင်းမြင်စိတ်နဲ့ခန္ဓာရင်ရှိသောစိတ်ကိုမိမျိုးပါ။ချက်မှားဟာအကောင်းမြင်စိတ်ထားခြင်းရဲ့အရေးပါပုံကိုအမြဲတစေအလေးပေးပြောကြားလေ့ရှိပါတယ်။အကက်ကဲတွေနဲ့ကြုံတွေ့လာရတဲ့အခါမှာအရှုံးမပေးဘဲအခွင့်အလမ်းအဖြစ်ရှုမြင်တတ်ရန်လိုအပ်ပါတယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေကိုသင်ခန်းစာယူစရာအဖြစ်မှတ်ယူပြီးရွှေဆက်လျှောက်လန်းဖို့စိတ်သက်သာခံမှုရှိရပါမယ်။အမှားယွင်းတွေထဲကနေမှသင်ယူလေ့လာပြီးပြန်လည်ကြိုးစားခြင်းဟာအောင်မြင်မှုအတွက်အဓိကတော့ချက်ဖြစ်တယ်လို့သူကဆိုလာပါတယ်။နံပါတ်1နေ့စဉ်အသိပညာဘဟုသုတတွေကိုရှာပြီးပါ။ပြောင်းလဲမှုမြန်နေတဲ့ယနေ့ခေတ်ကဘာကြီးမှာနေ့စဉ်သင်ယူလေ့လာခြင်းဟာအလွန်အရေးကြီးပါတယ်။ကျောင်းမကိုတိုင်လည်း အမြတ်တစေစာဖတ်ခြင်းလေ့လာခြင်းတွေပြုလုပ်လေ့ရှိသူတို့ဖြစ်ပါတယ်မိမိရဲ့လုပ်ငန်းနဲ့ပင်နဲ့သက်ဆိုင်တဲ့အသိပညာတွေတာမကအထွေထွေဘ ഹു ထုထတွေကိုလည်းနေ့စဉ်ရှာဖွေစီပိုလေ့လာနေရပါမယ်။ဤပညာနဲ့ခေရစီအကြောင်းတွေအဆက်မပြတ်ပြောင်းလဲနေချိန်မှာမိမိကိုယ်ကိုအမြဲတမ်းနောက်ဆုံးပေါ်အချက်လက်တွေကိုအမီသိရှိနေခြင်းဟာလည်းအောင်မြင်လို့တူတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။နံပါတ်3 ်ဆွဲလုံလနဲ့နှိမ့်စင်မပြတ်လှုပ်ဆောင်ချက်များကြီးမားသောအောင်မြင်မှုများသည်တင်းငယ်သောနှိမ့်စင်လှုပ်ဆောင်ချက်များမှစတင်ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်ကြီးကျယ်သောရည်မှန်းချက်များချမှတ်ထားသည့်ဖြစ်စေနှိမ့်စင်ပုံမှန်လှုပ်ဆောင်ရမည့်အရာများကိုစီကံရှိရှိဆွဲလုံလရှိရှိနဲ့လှုပ်ဆောင်ရလိုအပ်ပါသည်နှိမ့်စင်အနှဲငယ်များသာတိုးတက်လာမှုများဟာလည်း အချိန်ကြာလာတာနဲ့အမျှကြီးမားတဲ့အပြောင်းလဲများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ဒါကြောင့်နေ့စဉ်မိမိကိုယ်ကိုစိတ်ကတကျလှုပ်ဆောင်ခြင်းဖြင့်မိမိရဲ့ရည်မှန်းချက်တွေကိုလက်တွေ့အကောင့်တဲပေါ်ရန်အရေးကြီးပါတယ်။ဒီအချက်သုံးချက်ဟာဆိုရင်မိမိရဲ့ဘဝအောင်မြင်တိုးတက်မှုအတွက်နေ့စဉ်လှုပ်ဆောင်ကျင့်သုံးရမယ့်အချက်တွေဖြစ်ပါတယ်။ကျန်းမာရေးလမ်းညွှန်ချက်တွေအရာနေ့စဉ်မိမိရဲ့စိတ်ဓာတ်ကိုအကောင်းမြင်ရန်အသိပညာကို အမြဲတမ်းရှာဖွေရန်နဲ့ ီကံရှိရှိဇွဲလုံးလာရှိရှိနဲ့လှုပ်ဆောင်ရမှုတော့အချက်၃ချက်ကိုနေ့စဉ်မိမိရဲ့ဘဝမှာလက်တွေ့ကျင့်သုံးခြင်းအပြင်မိသူမဆိုးမိမိတို့ရဲ့ဘဝကိုပုံမတိုးတက်အောင်မြင်လာအောင်တည်ဆောက်နိုင်ရန်ဖြစ်ပါတယ်